ဒီတစ်ခါဘန်ကောက်ကိုရောက်တော့ချူလေးကစန်ထရယ်ဝမှာဖွင့်ထားတဲ့ Real Park ကိုသွားစားကြည့်ပါရရှင်။ဟုတ်ပြီ။ဟိုရ Signature ချို့ဟင်းပွဲတွေကလည်းမြန်မာပြည်မှာမရနိုင်သလိုကိုရီးယားပြည်ယာတွေလည်းမှာလို့ရပါတယ်။အသားတွေကိုမกินခင်မှာအရင်ဆုံးဒီလိုမျိုးထုတ်ပြရတယ်ပေါ့နော်။ပြီးရင်တော့သူတို့ကတော့အထဲထဲမှာပဲกินတာ။ဘန်ကောက်ရီယယ်ဖော့ခ်မှာပဲရတယ်ဘီယာပေါ့နော်။အမြုံကတော့ရေခဲချစ်လေးလိုပဲအရမ်းမိုက်ပါတယ်။ချပေးရဲ့အရွက်တွေနဲ့အရန်ဟင်းတွေကလည်းတအားစားကောင်းပါတယ်ရှင်။ Korea wet kimchi stew ပါအရန်ကြိုက်ပါတယ်။ ညမာပြည်ရဲ့အရာတာနဲ့ဆိုလို့ရှင် မတူပါဘူးတယောက်တစ်မျိုးစီပေါ့နော်စားလို့ကောင်းပါတယ်အဲဂျူလီကတော့ဘန်ကောက်ကဒီကိုရီးယားဝက်ကင်ချီစတူကိုပို့ကြိုက်ပါတယ်ရှင်အရှမ်းမိုက်ပါတယ်အရာတာ ဒီမှာဆရာကြီးလာပါပြီဒါကကြတော့သူတို့ကအထဲထဲမှာกินပေးတာပေါ့เนาะပြီးတော့မှဒီလိုကြောက်အိုးလေးတွေနဲ့အောက်ကကြတော့ gas မီးဖိုလေးနဲ့ပြန်လာပြီးတော့ထားပေးထားတာပေါ့เนาะဒါ central wall မှာဆိုတော့ဒါမီးဖိုတွေနဲ့ဒီအပြင်မှာกินလို့မရဘူးဆိုတော့လေအဲတခုကလည်းအဲတချို့တွေရောကြိုက်ချင်မှကြိုက်မယ်တချို့ကြတော့လေအနံ့ဆွဲမှာဆိုလို့ဒီလိုပိုကြိုက်ကြတာပေါ့เนาะ real folk ကအသားกิน solution တော့ julia ဘန်ကောက်မှာပဲဖြစ်ဖြစ်မြန်မာမှာပဲဖြစ်ဖြစ်အမှတ်တရအပြည့်ပေးပါရရှင်အရန်ကြိုက်ပါတယ် ဒီဝတ်တာကတော့ချူလေးမြမပြီးမှမစားဘူးပါဘူးရှင်။ဒါလေးကကျတော့ပေါင်းထားတာလားပြုတ်ထားတာလားမသိဘူးပေါ့။သူလဲလိုပဲမီးပူလေးနဲ့ပဲပေါ့နော်။အရင်စားကောက်မှရင်နူးနူးညံ့ညံ့ထုတ်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 နဲ့လေ။ဒီတိုင်းပဲစားမလားကင်ချီနဲ့ပဲစားမလားထုတ်ပြီးပဲစားမလားတအားစားကောက်မှရင်ရှင်။ ွဲလေးကတော့ Korea Peninsula Glass Noodle ပေါ့နော်။သူအရသာပတ်ဆက်ထဲမှာတစုံဝင်ပြီးသွားတာတော့မှအချိန်ကြာကြီးဆွဲညိပြီးတော့အရန်အရသာရှိပါတယ်။အရန်ကြိုက်ပါရဲ့ရှင်။အကဲအခုဆိုစားလို့လည်းအရန်ကောင်းနေ။ရန်ကျင်납ပြီးတော့နောက်တစ်ခေါက်လဲဆက်ဆက်လာစားပါအောင်မယ်မြန်မာပြည်က real pork ချစ်သူတွေလည်းဘန်ကောက်ရောက်လို့ရှိရင်ဆက်ဆက်သွားစားကြည့်ပါအရန်ရန်ကြိုက်မှသေးချာပါပဲရှင်